မင်္ဂလာပါဒီနေ့ရဲ့တင်ဆက်မှုမှာကျူဆိုပါရစေကဘာပေါ်ကအကြီးဆုံးတိဆောင်းရေးစီမံကိန်းကြီးတွေကိုနောက်ွယ်ကနေထိန်းချောင်းနေတဲ့စီမင်းစီကဲနေနိုင်ညွန့်ချက်တီအကြောင်းကိုကျွန်တော်တို့အတူတူလေ့လာသွားကြမှာပါဒါကပဝင်းချစ်ကိုကာကွယ်ဖို့ကျွမ်းကျင်သူတွေတုံးတဲ့ကိရိယာအစုံချဲကိုခြောင်းကြည့်ကြမဲ့ခီးစင်တခုလိုပါကွယ်อืมဒီမေဝန်လေးကိုရေလွန်းစမ်းကြည့်ကြည့်အောင်အာမဆေကြီးတွေဆဲယုံအသက်တွေဒီလိုစီမံကိန်းကြီးတွေလောတဲ့အခါမှာပဝင်းချင်ကိုတကယ်ပဲမချိခိုက်စေဘူးလို့ဘလို့အမခံနေမလဲ အဲအဲ့ဒီမေခွန်းရဲ့အဖြေထဲမှာပဲဒီလိုဆန်လုတ်ထုံးလုံးလေးတွေဘလောက်တောင်အရေးကြီးတယ်လဲဆိုတာပေါ်လွှဲနေပါတယ်။ကောက်မီဒီနေ့ကျွန်တော်တို့ရှောက်မဲ့လမ်းကတော့ဒီလိုပါ။အရင်ဆုံးလမ်းညွန်ချက်ကြီးပြည့်နေတဲ့ကဘာကြီးကိုခြုံငုံကြည့်မယ်။ပြီးရင်ကဘာလုံးဆိုင်ရာဆန်တုံတမတူတွေကြောင်းအဲ့ဒီကနေမှနိုင်ငံစင်ကိုဘလို့ကူပြောင်းသွားလဲဆိုတာကိုလေ့လာကြမယ်။နောက်ဘယ်နေရာမှာမဆိုးတုံးလို့ရတဲ့စနစ်တစ်ခုအကြောင်းကိုဆက်ပြီးတော့အဆုံးမှာတော့ကိုယ့်အတွက်မှန်ကန်တဲ့ကိရိယာကိုဘလို့ရွေးမယ်ဆိုတာကိုကြည့်သွားကြမှာပါ။ ကဲပထမဆုံးအခန်းကိုစလိုက်ကြအောင်ပဝင်းကျင်ဆိုင်ရာစီမင်းတွေဆိုတာကလေတအုပ်ထဲဖက်လက်ယုံနဲ့အာလူတိထုံးမဲ့စာအုပ်မျိုးမဟုတ်ပါဘူးတကယ်ကိုအေယာမှာစာကြီးတိုက်ကြီးတစ်ခုလိုပဲစာအုပ်စင်တိုင်းမှာမတွနေတဲ့လမ်းညွန့်တွေစီမင်းနေနဲ့ပြည့်နေတာအခုကျွန်တော်တို့လောက်မှာကအဲ့ဒီစာကြီးတိုက်ကြီးထဲမှာလမ်းမပြောက်သွားအောင်လမ်းပြပေးမဲ့မြေကုန်းတစ်ခုဆွဲကြည့်ကြမှာပါဒီနေ့ကျွန်တော်တို့အဓိကကိုးကားပြောဆိုသွားမယ့်အကြောင်းအရာကတော့ပဝင်းကျင်ဆိုင်ရာစစ်ဆေးမှုလေအန်တဲ့အစင်ခွဲချတာနဲ့ပတ်သက်လို့စူးစီးပြုစုထားတဲ့လမ်းညွန့်ကြားတဲ့နေကနေလာတာပါ ဆိုလိုတာကဒါတွေဟာစောက်သေးက theory ထက်သက်မဟုတ်ဖို့တကယ်လက်တွေ့နယ်မှာပညာရှင်တွေနေ့စဉ်နဲ့များအသုံးပြုနေတဲ့မရှိမဖြစ်ကိရိယာတွေအကြောင်းပါဟုတ်ပြီဒုတိယအပိုင်းကိုဆက်ကြည့်ကြရအောင်ဒီမှာတော့ကပ္ပစင်မြင့်ကော်ကအတ္တိကဇက်ဆောင်ကြီးတဲ့အကြောင်းပြောကြမယ်နိုင်ငံတကာစီမံကိန်းကြီးတွေကိုပိုက်ဆံထုတ်ပေးုံတင်မကပဲပတ်ဝန်းကျင်အတွက်တော့ဒီစံနှုန်းတွေအတိုင်းလိုက်နာရမယ်ဆိုပြီးသတ်မှတ်ပေးနေတဲ့နိုင်ငံတကာထွိုက်စည်းကြီးတွေပေါ့ဒီမှာမြန်မာရဲ့ UNEP တို့ World Bank တို့ IFC တို့ဆိုတာ ဲ့ဒီလိုအဖွဲ့အစည်းကြီးတွေပါပဲသူတို့ရဲ့အဓိကလုပ်ငန်းစဉ်ကရှင်းရှင်းလေးပါစီမံကိန်းတစ်ခုကိုငွေမဆိုင်ထုတ်ခင်မှာဒီစီမံကိန်းကပတ်ဝန်းကျင်နဲ့လူတွေကိုဘယ်လောက်ထိထိခိုက်နိုင်မလဲဆိုတာကိုတိတိကျကျစစ်ဆေးဖို့တင်းကျပ်တဲ့လမ်းညွှန်ချက်တွေမူပေါင်းကြီးချမှတ်ထားတာမျိုးပါဒီ timeline ကိုကြည့်လိုက်ရင်စိတ်ဝင်စားစရာအချက်တခုကိုတွေ့ရပါလိမ့်မယ်။အချိန်ကြာလာတာနဲ့အမျှဒီလမ်းညွှန်ချက်တွေကဘလို့ပြောင်းလဲတိုးတက်လာတယ်လဲဆိုတာပေါ့။ ဥပမာ Netamnic UNDP လက်ဆွဲကနေနောက်ပိုင်း IFC FAO တို့ရဲ့လက်ညွန့်တွေရဲ့ခြေကြည့်လိုက်ရင်အစပိုင်းမှာတဘာဝပုံလင်းခြင်းကိုပဲအဓိကထားရကနေနောက်ပိုင်းမှာလူမှုရေးဆိုင်ရာတည်ရောက်မှုတွေ social impact တွေကိုပါထည့်ပြီးစဉ်းစားလာတာကိုတွေ့ရတယ်။ဒါကဒီနယ်ပယ်တစ်ခုလုံးပိုပြီးရင့်ကျက်လာတယ်ဆိုတော့ကိုပြနေတာပါပဲ။ 음ဒီကိုကချက်ကအားလုံးရဲ့အနစ်ချုပ်ပါပဲဆိုလိုတာကဒီလမ်းညွန်တွေဟာစာအုပ်စင်ပေါ်မှာဖုံးတက်ဖို့ထားတာမဟုတ်ဘူးဒါတွေဟာစီမံကိန်းတစ်ခုကိုစစ်ဆေးတဲ့အခါပဝင်းကျင်ကိုတကယ်ကာကွယ်ရဲ့လားအန်တရယ်ကဘလောက်ကြီးလဲဆိုတာတွေကိုအထောက်ထားနဲ့တိတိကျကျအကဲဖြတ်နိုင်အောင်တုံးရတဲ့လက်တွေ့ကြတဲ့ကိရိယာတွေပဲဖြစ်ပါတယ်ကဲအခုချီတော့ကဘာလုံးဆိုင်ရာအမြင်နဲ့အပေါ်စည်းကနေခြုံကြည့်ခဲ့ကြပြီအခုမပြီးလူလဲနဲ့နည်းနည်းချစ်ကြည့်ကြရအောင် နိုင်ပြန်တဲ့တနိုင်ငင်ချင်းစီရအစင်မှာဒီမူတွေကိုဘလို့လက်တွေ့အသုံးချနေကြတယ်လဲဆိုလာကိုအနီးကလက်လာကြည့်ကြပါမယ်။နိုင်ငံရဲ့စင်ဥပမာအနည်းနဲ့ American ပြည်ထောင်စုရဲ့ EPA ကိုကြည့်ကြရအောင်။ EPA ဆိုတာက Environmental Protection Agency ပေါ့။သူတို့က2023မှာအစိုးရပိုင်းအစအုံတွေလိုက်နာရမယ်စစ်ဆေးရေးလမ်းညွှန်ချက်တွေကိုတည်တံ့ထုတ်ပြန်ခဲ့တဲ့။ဒီနေရာမှာအဓိကကြွားချသွားတာက ဒါဟာနိုင်ငံတကာအဖွဲ့အစည်းလိုအကြံပြုချက်မဟုတ်တော့ပဲဥပဒေအရမဖြစ်မနေလိုက်နိုင်ရမယ့်အချက်တည်းဖြစ်သွားတာပါပဲဒီစရားလေးကအတိကကွာခြားချက်ကိုရှင်းရှင်းလင်းလင်းပြနေပါတယ်တဖက်မှာဝေါ်ဘန်ခရို IFC တို့ကဒီစီမန်ကိန်းမှာယင်းနှမြုံနန်လန့်နေပဝန်းကျင်နယ်လူမျိုးဆိုင်ရာ risk တွေရှိနိုင်လားဆိုတော့ရှုထောင့်ကကြည့်တယ်နောက်တဖက်မှာကျတော့ US EPA ကဒီဆောင်ဝန်ကနိုင်ငံရေးစီမံစည်းကမ်းတွေကိုလိုက်နာနေရလားဆိုတော့ compliance ရှုထောင့်ကကြည့်တာပါ ရည်ရွယ်ချက်ချင်းအာယုံဆိုင်တဲ့အချက်ချင်းလုံးဝကိုကွဲပြားသွားတာတွေ့နိုင်ပါတယ်။ကဲအခုကျွန်တော်တို့လုံးဝကိုချင်းကပ်ပုံမတူတဲ့လမ်းညွန့်ချက်အမျိုးအစားတစ်ခုကိုကြည့်ကြမယ်။ဒါကအစိုးရကချမှတ်တာလည်းမဟုတ်ဘူး။ဘန်တွေကတတ်မှတ်တာလည်းမဟုတ်ဘူး။ဒါပေမဲ့ company တစ်ခုဖြစ်ဖြစ်တက္ကသိုလ်တစ်ခုဖြစ်ဖြစ်ဘလို့အဖွဲ့အစည်းမျိုးမဆိုကိုယ်တဘောနဲ့ကိုယ်လိုင်းနာကျင့်သုံးနိုင်တဲ့တကဘာလုံးကအသေးမပြူထားတဲ့စနစ်တစ်ခုပါ။ဟုတ်ပါတယ်။အလုံးလဲရင်းနှီးပိသားစမဲ့ ISO ပါပဲ။ International Organization for Standardization ဘော ISO ရဲ့ချင်းကပ်ပုံကပယ်လုပ်ငန်းပယ်နိုင်ငံမှာမဆိုအသုံးဖြတ်လို့ရတဲ့လုပ်ငန်းစဉ်ကို အခြေခံတဲ့စီမံခန့်ခွဲမှုစနစ်ကိုပေးတာပါကုန်ထုတ်ဆက်ယုံမှုနဲ့ဈေးရုံအထိဘယ်မှာမဆိုသုံးလို့ရပါတယ် ISO 34.1ရဲ့အဓိကအသေးနှလုံးကတော့ EMS လို့ခေါ်တဲ့ Environmental Management System ပါပဲသူကိုဘယ်လိုမြင်လို့ရလဲဆိုတော့ကျမကြီးအတွက်လေ့ကျင့်ခန်းပုံမှန်လုပ်တာနဲ့တူပါတယ် တစ်ခါလုပ်ပြီးရပ်လိုက်လို့မရဘူးကိုယ့်ရဲ့ပဝင်းချင်းဆိုင်ရာစွမ်းဆောင်ရည်ကို အမြဲတမ်းစောင့်ကြည့်တိုင်းတာသုံးသပ်ပြီးပိုကောင်းအောင်ဆက်မပြတ်ကြိုးစားနေရတဲ့စနစ်တစ်ခုပေါ့အဓိကကြတဲ့ ISO စံနှုန်းနှစ်ခုကတော့ဒီနှစ်ခုပါပဲရှင်းရှင်းလေးပြောရရင် ISO 14001ကဘာတွေလုပ်ရမလဲဆိုတဲ့စီမံခန့်ခွဲမှုစစ်တမ်းရဲ့လိုအပ်ချက်တွေကိုပြောပြတယ် ISO 19011ကကြတော့အဲ့ဒီစစ်တမ်းကိုဘယ်လိုစစ်ဆေးရမလဲဆိုရယ် order လုံးကြီးကိုလမ်းညွှန်ပေးတာပါတခုက system ကိုတည်ဆောက်တယ်နောက်တခုကအဲ့ဒီ system အလုံးလုံးရဲ့လာလို့ပြန်စစ်တယ်တခုနဲ့တခုအပြန်လာအဖြစ်နေတာပေါ့ကဲအခုဆိုရင်နောက်ဆုံးအပိုင်းကို ရောက်လာပါပြီဒီပိုင်းမှာတော့အခုနပြောခဲ့တဲ့ကဘာလုံးဆိုင်ရာလမ်းညွှန်တွေနိုင်ငံအဆင့်စီမင့်တွေနောက်ပြီး ISO လို system တွေအားလုံးကိုပြန်စုစည်းပြီးတော့ ကျွမ်းကျင်သူကြောက်ရဲ့ကိရိယာပုံထဲမှာပါရီရှိတယ်ဆရာကိုခြုံငုံပြီးအနစ်ချုပ်ကြည့်ကြရအောင်ဒီဇာကတော့ဒီနေ့တင်ဆက်မှုတစ်ခုလုံးရဲ့အနစ်တာရပါပဲဒီမှာကြီးလိုက်တာနဲ့လမ်းညွန့်ချက်တစ်ခုချင်းစီမှာကိုပိုင်အာယွန်စိုက်တဲ့နေပဲကိုပိုင်ရွေချက် ရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဥပမာဝေါ်ပန့်ကစီမံကိန်းရဲ့ဗန္တာငွေနဲ့လူမှုရေးဆိုင်ရာ risk ကိုအတိအကထားချိန်မှာ အာယဆိုကလို့ပင်အဖွဲ့စည်းမဆိုလိုက်နာကျင့်တုံးနိုင်တဲ့အတွင်းပိုင်းစီမံခန့်ခွဲမှုစနစ်ကိုအဓိကထားတာမျိုးပေါ့ဒါကြောင့်မို့လို့အဓိကမှတ်ထားရမယ့်အချက်က ရှင်းရှင်းလေးပါအကောင်းဆုံးလမ်းညွှန်ချက်ဆိုတာကိုယ်စီမံကိန်းရဲ့အခြေအနေပေါ်မှာပဲမူတည်ပါတယ်လက်သမားတယောက်အတွက်ကိရိကပုံလို့ပေါ့ဝတ်ဥလက်အုံးရမယ့်နေရာမှာသူနဲ့တွားထုလို့မရဘူးလေအဲ့ဒီတော့ကိုယ်စီမံကိန်းရဲ့လိုအပ်ချက်ကပါလေနိုင်ငံတကာဖန်တာငွေလားဥပဒေလိုက်နာမှုလား ဒါမှမဟုတ်ကိုအဖက်စီရဲ့အတွင်ပိုင်းစနစ်ကိုတိုးတက်အောင်လုပ်ဖို့လားအဲ့ဒါကိုတီးပြီးမှန်ကန်တဲ့ကိရိယာကိုရွေးသုံးတတ်ဖို့ကအရေးအကြီးဆုံးပါပဲနောက်ဆုံးအနေနဲ့ဒီမိခွေးလေးကိုအားလုံးတက်ချန်ထားခဲ့ခြင်းပါတယ်ယာဒီဥဒုပြောင်းလဲမှုလို့ဇီဝမျိုးစုံမျိုးကွဲတွေပျောက်ဆုံးလာတာလို့ပိုပြီးရှုပ်ထွေးလာတဲ့စင်ခုံမှုတွေအတွက်အနာဂတ်မှာကျွန်တော်တို့ရဲ့ဒီကိရိယာပုံလေးကိုဘယ်လိုကိရိယာအသစ်တွေထပ်ပြီးထည့်ဖို့လိုလားမလဲဒါကတော့ကျွန်တော်တို့အားလုံးဆက်ပြီးတွဲခေါ်ရမယ့်မိခွန်းတစ်ခုပါပဲ ဒီနေ့ရတင်ဆက်မှုကိုအချိန်ပေးပြီးလေ့လာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်